အားလုံးပဲမင်္ဂလာပါဘေးကင်းလုံခြုံပြီးနေကြကြပါစေကျွန်တော်ကတော့မြန်မာနိုင်ငံမတန်ဆွမ်းသူများညတူညီများဘောဆောင်ရေးအဖွဲ့ကဥက္ကဋ္ဌကိုယ်စားလှယ်ချုပ်ဖြစ်ပါလေဒီနေ့မှာကြာရောက်တဲ့33ကြိမ်မြောက်ပြည်သူဆိုင်ရာမတန်ဆွမ်းသူများနေ့မှာမြန်မာပြည်သူလူထုနဲ့မတန်ဆွမ်းကြီးကိုမော်ဒမများအားလုံးကိုလူဆက်စကားပြောခဲ့ရတဲ့အတွက်လည်းကောင်းကြပါလေဒီနေ့ကကျွန်တော်တို့မတန်ဆွမ်းသူတွေအတွက်ဘာဖြစ်လို့အရေးကြီးရလဲလို့ဆိုလို့ရှိရင် မတန်ဆွမ်းသူတွေကဒုအဖွဲ့အစည်းရဲ့ဖွံ့ဖြိုးမှုတိုးတက်မှုဖြစ်စဉ်တွေအားလုံးမှာအမြဲတမ်းကြံနေခဲ့တဲ့အတွက်ကြောင့်ကုလသမဂ္ဂမှာနေပြီးတော့ဒီလိုမျိုးကြံနေခဲ့မှုတွေမဖြစ်အောင်လို့ဒုအဖွဲ့အစည်းရဲ့ဖွံ့ဖြိုးတက်မှုမှာဒန်းလူခွေရရှိနိုင်မှုအတွက်ကိုနှိုးဆော်တက်တွန်းခြင်းနဲ့အနေနဲ့ပြည်ပထိုင်မတန်ဆွမ်းသူများနေလို့တတ်မှတ်ပြီးနှစ်စဉ်စောင့်ပုံများနဲ့ရွေးချယ်ပြီးတော့ကျင်းပတယ်ဖြစ်ပါတယ်ဒီနေ့ရဲ့ကုလသမဂ္ဂမှာတတ်မှတ်တဲ့စောင့်ပုံကတော့ လူမှုအတိုင်းဝိုင်းတိုးတက်မြင့်တင်ဖို့မတန်ဆွမ်းအကျိုးဝင်လူဖွဲ့စည်းကိုလူထောင်စုဆိုတဲ့စာမုံလေးပဲဖြစ်ပါလိမ့်မယ်။တကယ်တော့ကျွန်တော်တို့မတန်ဆွမ်းသူတွေကလူအဖွဲ့အစည်းရဲ့တံပိုးမလျော့တဲ့ဒန်းလူတံပိုးရှိတဲ့လူသားတွေပဲဖြစ်ပါလိမ့်မယ်။အဲ့ဒီတော့ကဏ္ဍမျိုးစုံဖြစ်တဲ့ပညာရေး၊ကျန်းမာရေးကျွန်တော်တို့ယဉ်ကျေးမှုနဲ့ပျော်ပြေရေးအစရှိသဖြင့်ဟောဒီကဏ္ဍမျိုးစုံမှာကျွန်တော်တို့လက်လမ်းမီရယူပြီးတော့လူဘဝကို ခံစားနိုင်ဖို့ဓာတ်လူခွေရရှိမှုဆိုတာအလုံးရေးကြည့်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေကိုဒီလိုမျိုးမဖြစ်အောင်ဘယ်အရာတွေကတားဆီးနေကြလဲလို့တွေးကြည့်မယ်စဉ်းစားကြည့်မယ်ဆီလို့ရှိရင်ကျွန်တော်တို့လူခွေအစီအမရှိတဲ့ကျွန်တော်တို့မတန်ဆွမ်းသူတွေပေါ်မှာထားရှိတဲ့အဆိုးမြင်တဲ့သဘောထားတွေကျွန်တော်တို့အယူအဆဆွဲတွေနော်တံပိုးနေနေဝတ္ထုဝတ်ဖို့ပါလို့ထင်တဲ့အတွေးအမြင်တွေအဲ့ဒီပြင်ကျွန်တော်တို့တွေရဲ့ပါဝင်မှုတွေကိုကန့်တတ်နေတဲ့လူအဖွဲ့အစည်းရဲ့ ဆောက်အောင်ဒီဇိုင်းနေမူဝါဒတွေစသဖြင့်ပေါ့လေဒီအတားအဆီးအကြောင်းသာကျွန်တော်တို့ကလူဖွဲ့စည်းရေးမှာတန်းတူပါဝင်မှုဖွံ့ဖြိုးဖို့ချန်နေခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကျွန်တော်တို့တွေကိုဖြည့်ရှင်ရမယ်မတန်ဆန်းသူတွေအတူတကွဖွံ့ဖြိုးတိုးတက်ဖို့ဆိုရှင်ရင်အဲ့ဒီကန့်တတ်နေတဲ့အတားအဆီးတွေကိုမှုစွာဖြည့်ရှင်ရမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့ပါဝင်မှုတွေတိုးတက်လာအောင်လို့မြင့်တင်ရမယ်အန်ပါဝါလို့ခေါ်တဲ့အားပေးပြုထောင်ခြင်းတွေကို ပြုလုပ်ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကအဲ့လိုလုပ်ပါတာလေတန်ဖိုးရှိတဲ့လူကိုယ်တိတ်ကရှိတဲ့အများပြည်သူတွေလူတွေအနေနဲ့တိုင်းပြည်အတွက်ကိုအကျိုးရှိမှာဖြစ်သလိုကျွန်တော်တို့တန်ဖိုးရှိတဲ့လူ့ဘဝလေးတွေကိုလည်းကျွန်တော်တို့ပိုင်ဆိုင်လာမှာဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းအရာတွေဘယ်သူတွေကလုပ်ရမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ခုလိုပြန်လည်ပြီးတော့ Federal Democracy တိုင်းပြည်ကိုဥတည်ကောင်းတဲ့ပေါ်တဲ့နေရာမှာ မတန်ဆွမ်းသူအကျိုးဝင်တဲ့လူအဖွဲ့အစည်းကိုတည်ထောင်တဲ့နေရာမှာသက်ဆိုင်တဲ့ဌာနဆိုင်ရာတွေဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေလူမှုအဖွဲ့အစည်းတွေပြည်သူလူထုနဲ့အကုန်လုံးသက်ဆိုင်တဲ့ဆက်ဆိုင်တဲ့လူတွေအားလုံးပါတောင်းဆိုပါတယ်အဲ့တော့ကျွန်တော်တို့အနာဂတ်မှာ Federal Democracy တိုင်းပြည်ပြည်တော်ရမှာမတန်ဆွမ်းသူများအကျိုးဝင်တွေအတွက်ကိုတော့မတန်ဆွမ်းသူတွေနဲ့တူတကွဆောင်ရွက်ကြပါစို့လို့ကျွန်တော်တက်တော့လို့ဆိုလိုက်ရပါတယ်ကျေးဇူးတင်ပါတယ်